နထမစက်ချအတွက်စောင့်ကြည့်ရမယ့် crypto project hanzo crypto loga မှာအထူးကသစ္စာတစ်ခုက blockchain တွေတစ်ခုနဲ့တစ်ခုတိုက်ရိုက်ချိတ်ဆက်လို့မရတာပါပဲဥပမာ ethereum ပေါ်မှာသုံးနေတဲ့ application တစ်ခုကို bma chain ပေါ်မှာသုံးစင်နေဆိုရင် developer ကအစကနေတန်ရှင်းရပါတယ်ဒီလိုအလုံးရှုပ်တဲ့သက်သနာတွေကိုဖြည့်ရှင်ဖို့အတွက် hanzo zero project အသစ်ဆက်တစ်ခုထွက်လာပါတယ်ဆိုတော့ဒီ project ကပါလေ hanzo zero ကတကွဲတပြားစီဖြစ်နေတဲ့ blockchain တွေကိုကိုယ့်ရဲ့တစ်ခုတည်းအောက်မှာပေါင်းစည်းပေး မဲ့ platform အသစ်တစ်ခုပါပိုရှင်းအောင်ပြောရရင် developer တွေအတွက် shortcut တွေအစင်သစ်သုံးလို့ရတဲ့ building block တွေဖန်တီးပေးထားတာပါအရင်ကဆိုရင် developer တယောက်က Ethereum အတွက်ကုန်တခါ BME chain အတွက်တခါတခြား chain တွေအတွက်တခါစီတည်တက်ရေးရပါတယ်။ And so ကကြတော့အဲ့ဒုံမြန်မလို့ရတော့ဘဲနဲ့သူ့ရဲ့ engine ပေါ်မှာတခါပဲချိတ်ဆက်ပေးလိုက်တာနဲ့ chain.dev နားမှာအလုံးလုံးပါအောင်ပြပေးပါရယ်။ ဒါကြောင့်ဘဘလဘာရီအနေနဲ့နောက်ဝဲကရှုပ်ထွေးတဲ့နီးဖြစ်နေရတဲ့အတွက်ခေါင်းစားစရာမလိုပဲ user တွေအတွက်ကမ္မုန်နဲ့ feature street ဖန်တီးဖို့ကိုပဲအချိန်ကြီးအာရုံဆိုင်တဲ့တော့မှဖြစ်ပါတယ်။ဆိုတော့ဒီ project and native token ဖြစ်တဲ့ Anso token တွေကိုပင်နေရာမှာသုံးလေ Anso token ကိုကန်ထားတဲ့တွေက project နဲ့ပတ်သက်တဲ့အရေးကြီးတဲ့ song kit တွေအပြောင်းအလဲတွေလုပ်တဲ့အခါမှာကိုရဲ့ token ကို staking လုပ်ပြီးတော့ maybe ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ကိုရိုင်းပံဝယ် elsewhere point ရရဖို့နော်။ ပြီးတော့ answer နောက်ဘက်ကိုလုံးချုံအောင်ထိမ့်သိမ့်ပြီးတဲ့ validator တွေက answer token တွေကိုအပောင်သဘောမျိုး staking လုပ်ထားရပါတယ်။ဒါမှပဲ network ပေါ်ကအကြောင်းဝယ်တွေကိုအတိပြုပေးနိုင်မှာပါ။ တကယ်တော့သူတို့ကမယိုးမသားလို့ရှင်အမားလို့ရှင်သူတို့အပောင်ထားထားတဲ့ token တွေကအဆုံးရှုံးခံရမှာဖြစ်ပါရဲ့ဒီလို staking လုပ်ပြီးအတွက်သူက reward အနေနဲ့ answer token တွေကိုပြန်ရအောင်မှာဖြစ်ပါရဲ့ဟာတကူကတော့ကိုယ်တိုင် validator မလုပ်ချင်ဘူးဆိုရင်လည်းခုမှရှိတဲ့ answer token တွေကိုတခြား validator တွေစီမှာသွားအပ်ထားပြီးတော့သူတို့ရတဲ့ rubric ကိုပြန်ခွဲယူလို့ရပါတယ်ဘာမှလုံးစီရမလို့ပဲနဲ့အတူရနိုင်မဲ့သဘောပါပဲ အန်ဆိုနောက်ပိုင်းပေါ်မှာအယောင်ဝယ်လို့တာချင်းတစ်ခုကနေနောက်တစ်ခုကိုချိန်ဆက်တာရင်းတို့တိုင်း gas fee အနေနဲ့အန်ဆိုတုတ်ကန်ကိုပဲ300ရမှာဖြစ်ပါတယ်။ဆိုတော့တုတ်ကန်ကိုခွဲဝေဖို့တုတ်ကန်နောက်မဲ့အနေနဲ့စုစုပေါင်းတုတ်ကန်အင်းရဲ့အတွက်ကအစာပိုင်းမှာတန်းတရားရှိပါတယ်။ဒါပေမဲ့ inflation စနစ်ပါဝင်တဲ့အတွက်10နှစ်ကြာရအခါမှာတော့စုစုပေါင်းတုတ်ကန်အင်းရဲ့အတွက်တော့139000ဒေါ်လာချီကိုတစ်ပြေးချီတိုးလာပြီးတော့နောက်ပိုင်းမှာထပ်တိုးမှာတော့မဟုတ်တော့ပါဘူး။စုစုပေါင်းတုတ်ကန်အင်းရဲ့အတွက်တန်းတရားရက တိတတမခနဲ့ငါကို Binance မှာ CIB ကဟာရီဒရီအတွက် airdrop အလကပေးခဲ့ပါရယ် Binance ပေါ်မှာစပြီးရောအယောင်ပဲလုပ်တဲ့အခါမှာတော့တူကဲရဲ့20တတမ59ရပိုင်းတော့ကိုချက်ချင်းတောင်းလို့ရအောင် Secondary Supply အဖြစ်ရှိနေမှာဖြစ်ပါရယ်ဇန်နဲ့ token တွေကိုတော့ project ဖွံ့ဖြိုးထုတ်တိုက်ရေး foundation community hinding on the three net team member တွေအတွက်ခွဲဝေပေးထားပါရယ် Tim နဲ့ Eva Story အတွက်တုတ်ကန်တွေကိုတော့အချိန်ကာလတစ်ခုအထိ log လုပ်ထားပြီးမှတဖြည်းဖြည်းချင်းထုတ်ပေးမှဖြစ်လို့ဈေးကွက်ထဲမှာတပြုံတော့ရောက်ရှိနာမှာမဟုတ်ပါဘူး။ဆိုတော့ဒီတုတ်ကန်တွေကို Binance ကနေဘယ်လိုမျိုး airdrop ကြားခဲ့တာလဲဆိုရင်ကို့မှာ DMA ကနေရှိတဲ့ဆို ဖိုင်နန့်စ်ရဲ့စင်ပတ်အန်ဒမမဟုတ်အွန်ဆန်ဂျီပရိုဒက်တွေထဲမှာအော်တိုဘတ်ခနီးယန်းတွေကနေကိုရီးယန်းတွေအတွင်းထည့်ထားဖို့လိုအပ်ပါတယ်ဒီလိုမျိုးထည့်ထားရဲဆိုလို့ရှိရင်တော့ဒီတစ်ခေါက် airdrop တော့ကို Elizabeth ဖြစ်ပြီးတော့ဒုက္ကန်တွေကို Elba ရောက်ခဲ့မှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ဒီ project ကအနာဂတ်မှာအလားအလာကောင်းလာဆိုရဖို့ဆွေးနွေးနေပါတယ် and so ba other secretary စိတ်ခေါမှုတွေရောရှိနေရအမှန်ပါပဲဘာဖြစ်လို့လဲဆိုတော့ body chain တို့ multi coin တို့တို့ new nemesis investor တွေက top up ပေးထားတာလည်းရှိခဲ့ project bound dia 45ခုကျော်က and so ဘမှာစပီရော double လုပ်နေပြီဆိုရလဲ DR ပေါ့နော်အဲ့ဒါအပြင် Binance တို့ HNG မှာ listing club.ga project ရခိုင်မှာမှုဖို့ ကြတာနေပါတယ်။ဒါပေမဲ့လည်းဒီတို့ blockchain ချိတ်ဆက်ပေးရတဲ့ပေမှာသူတယောက်တည်းမဟုတ်ပါဘူး။ cosmo.poker.layer0 တို့လိုမျိုးနဲ့ maybe ပြီးတော့ gain battery တဲ့အပြိုင်ကျဲရအောင်မှဖြစ်ပါတယ်။ဒါအပြင် crypto စည်းကွက်ကြီးတစ်ခုလုံးရဲ့အတက်အကျကတဲ့ project အသစ်3ရဲ့အောင်မြင်မှုအပေါ်မှာတရားမှုရှိနိုင်တာကြောင့် Enzo ရဲ့အနာဂတ်ခရီးကစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ Enzo က ဘလော့ချ်ချင်းလောကရဲ့တကယ်တက်တနာကြီးတစ်ခုပေါ့ခေရှင်းပေါ်စူးစမ်းနေတဲ့အကင်းရင်မှတ် GP LL Garnet Project တစ်ခုပါ Investor ကောင်းနေရှိသလို Developer ရဲ့စီမံစာမှုကိုလည်းရထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အောင်မြင်မှုအခွင့်အရေးတော့ညားပါရယ် Holder Airdrop အကြောင်းနဲ့ဘလူးမျိုးလိုရမလဲဆိုတာကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ Crypto Make ရ Passive Income with Crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်တကယ်ကြီးများအခုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် Trading Fees ကို20% discount ရမယ့်အပြင် Crypto Make ကလည်း ြောလုပ်ပြီးကမိန်းတွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ crypto maker referral code သုံးပြီးတော့အကောင့်ဖွင့်လာလို့ရပါတယ်။ crypto မိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိန်း100ကျော်ဖို့အထိကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ code ကိုသုံးထားတဲ့ user တွေဆိုလို့ရှိရင်ရရှိမှာပါအကျိုးမြင်ရမယ်ဆိုတာကိုအားမခံပါဘူး။ အကယ်၍များကိုအတီကုတ်ကိုတုံးပြီးတော့အကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆောက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံးဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တုံးတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့တင်လာပါပဲ crypto မိတ်ပါနောက် video မှာပြန်တွေ့ရဖို့